ိုင်းနိုင်ငံမှာအလုသမားလိုအပ်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ရွှေပြောင်းအလုသမားတွေကိုငှားယမ်းလိုမှုအတွက်အလုသမားဝန်ကြီးဌာနကိုခွင့်ပြုချက်တောင်းခံရမယ်လို့ထိုင်းဆိုရကကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ထိုင်းဆိုရအနေနဲ့ထိုင်းနိုင်ငံကိုပြန်လည်ဝင်ရောက်လာမဲ့ရွှေပြောင်းအလုသမားအရေးကိစ္စဆွေးနွေးပွဲမှာဖြေလျော့မှုတွေပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးလာမယ့်ဇူလိုင်လတရက်နေ့ကစတင်ပြီးတော့လဲထိုင်းနိုင်ငံရှိတရားမဝင်ရွှေပြောင်းမြန်မာလုပ်သားနှစ်တန်းခန့်ကိုတရားဝင်မှတ်ပုံတင်အထောက်အထားတွေထုတ်ပေးတော့မယ်လို့မဟာချိုင်အခြေစိုက်ရွှေပြောင်းအလုသမားအခွင့်အရေးကွန်ရက်ကကိုစိန်ထေးကပြောပါဗျ။အလုသမားလိုအပ်တဲ့အလုရှင်တွေအနေနဲ့က ကတော့ရွှေပြောင်းအလုသမားငှားရမ်းခွင့်ကိုဇွန်လ23ရက်နေ့ကစတင်ပြီးထိုင်းနိုင်ငံအလုသမားဝန်ကြီးဌာနကိုရှောက်ထားနိုင်ပြီးအဲ့ဒီလုပ်ငန်းတွေမှာအစိုးရအရာရှိတွေအနေနဲ့မတမာမှုတွေပြုလုပ်ခြင်းမရှိဘူးနဲ့စစ်ဆေးတွေးရှိပါကလည်းပြင်းထန်စွာအရေးယူမယ်လို့တတိပေးထားကြောင်းမဲဆောက်အခြေဆိုင်မြန်မာပြည်သားများအရေးလှုံ့ဆော်မှုကော်မတီကတည်ရပါတယ်။ထိုင်းနိုင်ငံတွင်တရားမဝင်ရှေ့ပြောင်းအလုသမားများဖမ်းဆီးမှုကြောင့်လုပ်ငန်းခွင်တွေအတွင်အလုသမားလိုအပ်ချက်တွေအများပြားရှိခဲ့တဲ့အတွက်အစိုးရအနေနဲ့ပြန်လည်ဖြေလျှော့မှုတွေပြုလုပ်ခဲ့ပါတယ်။ ထိုင်းတပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး CV ချိုင်းတက်တကွန်ဦးဆောင်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်ခရိုင်လေးခုဖြစ်တဲ့ Shra Echo KI, Chantruri KI, Truk KI, စူရင် KI စတဲ့ KI မှုတွေပါဝင်တဲ့ထိုင်းနိုင်ငံကိုပြန်လည်ဝင်ရောက်မဲ့ရွှေပြောင်းအလုပ်သမားများဖြည့်ရှင်ရေးကိစ္စကိုဖြည့်ရောမှုတွေပြုလုပ်ဖို့သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဆုံးဖြတ်ချက်အရထိုင်းနိုင်ငံချီရွှေပြောင်းမြန်မာလုပ်သားတွေကိုအထောက်အထားတွေထုတ်ပေးဖို့စီစဉ်ရမှာမဟာချိုင်ရှိအလုပ်သမားတွေကိုစတင်ထုတ်ပေးမှာဖြစ်ကဆက်လက်ပြီး KI 22ခုရှိတရားမဝင်မြန်မာလုပ်သားတွေကိုအလုပ်လုပ်ခွင့်လက်မှတ်ဝတ်ပါမယ့်အပါအဝင်တရားဝင်အထောက်အထားတွေကိုတတ်မှတ်ရက်ကနေရက်ပေါင်း60တွင်ထုတ်ပေးမယ်လို့သိရပါတယ်။